ပြည်သူများအားလုံးပဲမင်္ဂလာပါ။ကဲဒီကောက်မှာတော့ဟာတာဇာကလေးတကဖြစ်တဲ့ GR1 ကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ရှေ့ကလူသားနှစ်ယောက်တောင်းနေကြီးတွေကမော်တက်ပင်ဘောကတတိလုံးကိုစားမိရကနေစလို့သူတို့ကဘာကြီးစီအနာကတ်ကနေရောက်လာတဲ့သူတို့ထဲနောက်ကျတဲ့လူမျိုးစုတွေစီတောရောက်လိုက်တောင်ရောက်လိုက်ရှောက်သွားမိတဲ့အကြောင်းပဲဖြစ်ပါတယ်။ရုပ်ရှင်အစကိုတော့ခရစ်တော်မပေါ်ခင်ဟိုနှစ်ထောင်ပေါင်းများစွာအချိန်ကာလကိုခြေပြုထားပြီးလူသားတွေကအရန်ကိုရှေ့ကျတဲ့ရှေ့ကလူသားတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။မိုးဆိုးအိုးစုကတောတဲ့ကိုမဲလိုက်ထွေရင်ဝက်တကောင်နောက်ကိုလိုက်နေခဲ့ပါတယ်။အဲဒီနောက်မိုးဆိုးကောင်းဆောင်မာလက်က တော်ဝက်ကိုသူကိုယ်တိုင်ပီချိတ်တော့မဲ့အချိန်မှာပဲသူ့ဘေးကမိုးဆိုးရဲ့ပခုံးကိုလန်တစ်ခုလာဆိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဆန်ရှီဆိုတဲ့မိုးဆိုးကလင်ငယ်နဲ့တွေ့ပြီးပြန်လာတဲ့မမကြီးလိုဝမ်းသာအာရနဲ့သူ့စီကိုပြေးလာပြီးသူ့တော်ဝက်ကိုလန်စာကျွေးလိုက်ပြီးလို့လာကြွားနေခဲ့ပါတယ်။ဒါမဲ့ဆန်ရှီရဲ့နန်းကတော်ဝက်ကိုမဆိုင်ပဲခုနကမိုးဆိုးမှာသွားဆိုင်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ဆန်ရှီလည်းတောင်းပန်လိုက်ရပါတယ်။ဒါမဲ့ရှေ့တွင်မဲ့တောင်းပန်ပြီးခွေရမှာတိုး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 နဲ့ဆောက်တင်းတုံနေလို့ဆန်ရှီကိုမိုးဆိုးတွေဝမ်းသမပေးလိုက်ရပါသေးတယ်။တစ်ဖက်မှာတော့တင်းနံစူဆောင်သူဖြစ်တဲ့ဆုတ်ချွန်းတယောက်စတော်ဘယ်ရီတီးခူးနေခဲ့ပါတယ်။ အဲ့ဒီချိန်မှာမဲလိုက်ပြီးပြန်လာတဲ့မာလက်တို့ဖွင့်တဲ့လမ်းမှာတွေ့ပြီးမာလက်ကဆုချွန်ရဲ့စတော်ဘယ်ရီသီးချင်းကိုလက်နဲ့ပုတ်ချသွားခဲ့တဲ့အတွက်ဆုချွန်ဒီရီဝင်သွားခဲ့ပါတယ်။ဆန်ရှင်နဲ့ဆုချွန်ကတော့ရန်ကိုခင်းကြတဲ့တဖန်ခေတကယ်ချင်းတွေဖြစ်ကြပါတယ်။သူတို့နှစ်ယောက်တော်ကီဖုန်နေတဲ့အချိန်မှာပဲဆန်ရှင်ကသူ့ရဲ့ crash လေးမာယာကိုလှမ်းမြင်လိုက်တဲ့အတွက်ထาวရကိုရင်ခွင်းပါမင်းလေးညီပါရိပါရိဖြစ်ကုန်ကဖွင့်သွားကြောင်ခဲ့ပါတယ်။စော်လီကတော့သူမကိုကာကွယ်ပေးပြီးရှယ်အန်နိုင်တဲ့ဘဲကိုပဲလူချင်းနဲ့ဆိုပြီးပြန်ညင်းလိုက်ပါတယ်။ဆန်ရှိခင်ဗျာဘာမှမအနိုင်ပေမဲ့မိုးဆိုးကောင်းဆောင်မာလက်ကတော့တောဝက်ကောင်းတဲ့စကီလေးကိုအန်ကတော်ကီတွေကျွင်းနေခဲ့ပြီပဲဖြစ်ပါတယ် တစ်ဖက်မှာရှစ်တက်တဲ့ဆိုချွန်းကလည်းစန်ရှိရဲ့ညီမတီတာကိုကျွေးနေပေမဲ့ချစ်တယ်လို့ပြောဖို့ပါဇက်ကဝမ်းချုံနေခဲ့ပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့စန်ရှိနဲ့ဆိုချွန်းတို့အိတ်နေတဲ့နေရာနားလေးကိုကျွာရဲကကောင်းကောင်းကြီးလာပါလို့စန်ရှိတို့ပောက်ကွဲပြီးတောရဲကိုထွက်လာခဲ့ပါတယ်။တလန်းလုံးနဲ့စန်ရှိကဒါကြောင့်သူလူတွေကိုကြောတင်နေမဲ့ဆက်ဆံတဲ့အကြောင်းအော်ဂျီဟစ်ဂျန်နဲ့ဆိုချွန်းကိုပြောပြနေခဲ့ပါတယ်။ဒီလိုနဲ့သူတို့ဆက်လျှောက်လာကြရင်မစားဖို့တားမြင်ထားတဲ့အပြင်အပင်နားတော်ဘသူမှမကပ်ရဲကြတဲ့တပင်ကြီးတပင်နားကိုရောက်သွားခဲ့ပါတယ်။အဲ့နောက်ဆန်ရှိကဒီတီကိုပါကိစ္စမစော်ကားဖို့တားမြစ်ထားရတာလဲဆိုတာစဉ်းစားရင်ပြည်ချင်းစိမ့်နဲ့စော်ကားကြည့်ချင်လာပါတော့တယ် အဲ့နောက်ဆိုချွန်းကဆန်ရှီကိုမစော်ကားဖို့အစွမ်းကုန်တားခဲ့ပါတယ်။ဒါမဲ့ဆန်ရှီကတော့ဒါကိုစော်ကားလိုက်ရင်တိညာနေပါလိပူကျွယ်လာပြီးမာယာနဲ့ပါကန်ကောင်းရင်ညှိတော်နိုင်တယ်လို့ယူဆကစော်ကားလိုက်ပါတယ်။စော်ကားပြီးတာနဲ့သူ့ကိုယ်သူအန်ဂျူတွေအယမ်းတွေမြင်လာနေသလားလို့ခန်းစားရတယ်လို့ဆိုချွန်းကိုပြောလိုက်ပါတယ်။ဒါမဲ့ဆိုချွန်းမိတဲ့တာမန်မီကိုနေလောက်ကိုတော့မဖြေနိုင်တော့ပါဘူး။တချိန်တည်းမှာပဲမွေကိန်ကြီးတကောင်ကဆိုချွန်းကိုပတ်လာခဲ့ပါတယ်။ဆိုချွန်းလည်းကြောက်ကြောက်နဲ့ဆန်ရှီကိုသူတို့ဘာဆက်လုပ်ရမလဲမေးတဲ့ချိန်ဆန်ရှီကတော့ပြောချင်တာတွေပြောပြီးအတီးပဲထက်စော်ကားနေခဲ့ပါတယ်။အဲ့နောက်ညရောက်တဲ့အခါမှာတော့ရာသားတွေစုပြီး မိဘုံပွဲကျင်းပတဲ့ချိန်ဆန်ရှိတို့အတိခိုးစားလာကိုမြင်လိုက်တဲ့ရွာသားတယောက်ကခြုံတုံးသွားလှုပ်လိုက်တဲ့တွင်မလက်တယောက်ဒေါသထွက်ပြီးဆန်ရှိကိုရွာကနေနှီးထုတ်လိုက်ပါတော့တယ် ပူဆိုးကျင်တော့ဆန်ရှီကတလွဲလုံးမိပြီးဂိုင်ထားတဲ့မီတို့နဲ့ရွာကိုပါမတော်ဆမီးရှို့မိသွားခဲ့ပါတယ်။ဒါကြောင့်တစ်စိလုံးတစ်မျိုးလုံးလိုက်သမလို့ပြပြအောင်ပြေးရပါတော့တယ်။ခဏကြာမှတော့မလက်ကပင်လေးအောင်ကမြေကြီးမှာပက်လက်လေးပုံနေတဲ့ဆန်ရှီကိုရှာတွေ့သွားပြီးစွန့်ကြည့်ပြီးတော့မဲ့အချိန်ဆိုချွန်းကနောက်ကနေခေါင်းကိုတက်ကိုင်းနဲ့ချက်ဆန်းပေးလိုက်ပါတော့တယ်။အဲ့နောက်မှာတော့နှစ်ယောက်သားရွာလုံးကျွန်းလိုက်ရဲလို့ပြေးခဲ့ရပါတယ်။လမ်းမှာဆိုချွန်းကကဘာကြီးကပြားတယ်လို့ပြောပြီးသူတို့တောင်ထိပ်ရောက်ရင်ဘာစုဘာမှရှိမှမဟုတ်တော့ဘူးလို့သူယုံကြည်တာကိုပြောနေခဲ့ပါတယ်။ ဒါမဲ့ဆန်ရှီကတော့သူနဲ့မတူတဲ့ယူဆကိုယုံကြည်နေခဲ့ပါတယ်။နောက်တနေ့တောင်ထိပ်ကိုရောက်တော့အောက်မှာကိုမျိုးကိုထပ်တွေ့လိုက်ရတဲ့အတွက်ဆိုချွန်းရဲ့ယူဆမာချောင်းပေါ်လွင်သွားခဲ့ပါတယ်။ဆိုချွန်းကတော့တားမြစ်ထားတဲ့တီးကိုဆန်ရှီတယောက်စော်ကားထားလို့အခုလိုကြိုသိနေတယ်လို့ထင်နေခဲ့ပါတယ်။ နောက်ထပ်ဇက်ဝင်ကမ်းမှာတော့ဆန်ရှီတို့နှစ်ယောက်မျက်စားနေတဲ့နွားအုပ်ကိုမြင်ပြီးညစာဖန်တီးဖို့လုပ်ခဲ့ပါတယ်။ဆန်ရှီကကိုကိုနွားစီနောက်ကနေခုံအုပ်ဖို့ကြိုးစားပေမဲ့ကိုကိုနွားကပက်ကင်းနဲ့ကစ်လော့ပေးလိုက်ပါတယ်။ခဏနေတော့တုတ်ရှင်နဲ့လုံရှီတို့ညီကိုနှစ်ယောက်ရောက်လာပြီးသူတို့ကလည်းသမားတွေဖြစ်ကြောင်းနဲ့နွားတွေကလည်းသူတို့ပိုင်နာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။အဲ့လိုရှင်းပြနေညီကိုနှစ်ယောက်ကငင်းကြခုန်ကြရင်ထပ်တက်ခဲ့ကြပြီးနောက်ဆုံးတုတ်ရှင်ကလုံရှီကိုခဲနဲ့ထူးတက်လိုက်ပါတော့တယ်။အဲ့နောက်တုတ်ရှင်ကဆန်ရှီတို့ကိုသူတို့ရဲ့ငုံညစာလိုက်စားဖို့ဖိတ်လာတော့ဆန်ရှီတို့လည်းညင်းလိုက်ရင်သူတို့ကိုပါတတ်မှာကြောက်တာကြောင့်လိုက်သွားခဲ့ပါတယ်။ င်ရောက်တော့တုတ်ရှိရဲ့ဖာသာကြီးဥတုတ်လုံးကထမင်းစားဝဲမှာလုံးရှိပဲမှာလဲလို့မေးလာတော့သုံးကောင်သားမတွေ့မိဘူးဆိုပြီးဝိုင်းလည်ရပါရယ်အညမှာတော့ဥတုတ်ရှိကဆန်ရှိကိုစော်လန်းလေးနဲ့ပိတ်အိတ်စီခဲ့ပြီးစုချုံးကိုတော့ညစ်ပတ်နန်းစော်နေတဲ့ဘဲကြီးနဲ့တကနေနဲ့ပိတ်အိတ်ခဲ့ပါရယ်ဆန်ရှိတယောက်ဒီညတော့ဂူအောင်ရတော့မယ်ဆိုပြီးဥမျိုးနေတဲ့ပေမဲ့ကန်ဆိုးကျင်တော့စော်လေးကဆလာမိုးချင်းပွေ့ရတာပဲဝန္နာပါတဲ့သူလေးဖြစ်နေခဲ့ပါရယ်တစ်ဖက်မှာတော့စုချုံးကသူနဲ့တူအိတ်ရတဲ့ဘဲကြီးဤပေါက်လိုက်ဟောက်လိုက်လုံနေလို့အရေးပြစ်နေပြီဖြစ်ပါရယ်နောက်တနေ့ရောက်တဲ့အခါဥတုတ်လုံးတို့လုံးရှိကိုရှာကြရင်အလောင်းကိုရှာတွေ့သွားတဲ့အတွက်ဥတုတ်လုံးကတုတ်ရှိလက်ချက်မှရိပ်မိသွားပါတော့တယ် ဒါမဲ့ဟိုသုံးကောင်ကတော့မိုးလင်းကလေးကရွာကနေလွတ်သွားပြီဖြစ်ပါတယ်။လူတို့မျိုးရဲ့ဇေတိကုကိုရောက်တဲ့အခါမလဲမာယာနဲ့တီတာကို တန်ကျိုးခရင်သားကြီးနဲ့တွေ့လိုက်ရတော့ဆန်ရှိကစကားတော့ပြောခဲ့ပါတယ်။မာယာကဆန်ရှိရောက်ကိုမိရှုပြီးတဲ့နောက်ပိုင်းဘသူမှမသိတဲ့သူတွေရွာကိုတိုက်ခိုက်ကျူးကျော်လာခဲ့ပြီးပြရလုံးကိုကျုံဖြစ်ရောင်းခဲ့တာဖြစ်ကြောင်းဆန်ရှိကိုရှင်းပြနေခဲ့ပါတယ်။ဆန်ရှိလည်းသူကဲမဲ့ဆိုပြီးမာယာတို့ကိုဝယ်မဲ့လောက်ကမှခမရတို့လိုပဲငုံဝဲဖြစ်နေခဲ့ပါတယ်။အဲဒီနောက်တုတ်ရှိကခမရတို့အားလုံးလောက်အောင်ကျွန်တော်ကူညီပါမယ်လို့ဝင်ပြောပြီးနောက်မှာတော့ဆန်ရှိတို့နှစ်ယောက်ကိုပါကျုံဖြစ်မြင်းနဲ့လဲသွားပါတော့တယ်။နောက်ထပ်ဇဝံကမှာတော့တုတ်ရှိချင်းတဲ့တာခံလိုက်ရတဲ့ဆန်ရှိတို့ဖွဲ့နဲ့တခြားကြုံတွေကိုတစ်ထစ်တစ်ယောက်ကဝယ်ပြီးထေသွားတဲ့အချိန်လမ်းမှာနောက်ထပ်ကောင်းစိုးလေးများတအုပ်စုကဝင်တိုက်ပြီးကျုံဝဲတဲ့သူတွေကိုရှိုက်ပစ်ခဲ့ပါတယ်။ ဆန်ချင်တဲ့ဆိုချွန်တို့ကတော့ယုံရင်စကတ်ကြားထဲမှာကတ်တိုးလေးထွက်ပြေးနိုင်ခဲ့ပေမဲ့အဲ့နောက်နှစ်ယောက်သားခလန်းလန်းကတဲတောင်ဘုံဘုကနေကော်မလေးတွေကိုကယ်ဖို့ချင်းဒီလန်းရှိုးနေခဲ့ရင်တရေအိပ်ပြောသွားခဲ့ပါတယ်။တို့လာတော့သူတို့ကြီးတော်လင်းတွေကအစားအနာတော့မတွေးတော့ပါဘူး။ဒါမဲ့အိပ်မပြောခင်စော်ရုံဆိုတဲ့မျိုးကိုစစ်သားတွေပြောတာနဆုံတစ်ဖြားကြားလိုက်ရတဲ့အတွက်အဲ့ဒီမျိုးကိုရှာဖို့တော့ထွက်လာပါတော့တယ်။လမ်းမှာအီဗရာဟန်တို့ခေါ်တဲ့ဘဲကြီးကဖျားသခင်ရဲ့လိုလိုရဆိုပြီးသူ့ရဲ့တားလုတဲ့သူအိုက်ဆက်ကိုတတ်တော့မလို့လုံနေတဲ့အတွက်ဆန်ရှီတို့လည်းသူတို့ကိုသူတို့ဖျားသခင်လွှတ်လိုက်တဲ့တမန်တော်တွေပါလို့ဖော်လိုက်ကာကောင်းလေးကိုမတက်ဖြစ်အောင်တားလိုက်ပါတယ် အဲနောက်သူတို့ကိုအီဗရာဟန်ကရွာကိုခေါ်သွားခဲ့ပြီးတရားပြုစုခဲ့ပါတယ်။ညာရောက်တော့ထုံနှန်းဆင်လာရတက်ဆာရှိမှုကိုပြတဲ့အနေနဲ့ညီလေးထိတ်ကိုဖျက်ရမယ်လို့ပြောလာတော့ထိတ်ဖျက်ရမှာကြောက်တဲ့နှကောင်သားရွာကနေတန်းနေအောင်ပြေးပါတော့တယ်။ စော်တုံမျိုးကိုရှာပုံတော်ဆက်ထွက်ခဲ့ရင်သူတို့နောက်ကနေအိုင်ဆက်ကလည်းတိတ်တိတ်လိုက်လာခဲ့ပါတယ်။အိုင်ဆက်ကစော်တုံမျိုးဆိုတာပြင်းရင်သူနဲ့သူ့တငယ်ချင်းတွေတော်တော်ဆော့နေတဲ့နေရာလို့ပြောပြီးဆန်ရှီတို့ကိုလမ်းပြခဲ့ပါတယ်။ဒါမဲ့ဂိတ်ပေါက်ကိုရောက်အချင်းအဆောင်နေဝိုင်းဖန်တာခံရရပါတယ်။အိုင်ဆက်ကထွက်ပြင်းရင်လွတ်သွားခဲ့ပြီးဆန်ရှီတို့ကတော့ကြက်တိဖျားဖျားတုံးတော့မဲ့ချင်းကန်ကောင်းစွာပဲအဲ့ဒီမှာဆောင်းဖြစ်နေပြီးဖြစ်တဲ့တုတ်ရှင်နဲ့ပြန်တွေ့ခဲ့ပါတယ်။တုတ်ရှင်ကသူတို့အသက်ကိုကယ်လိုက်ပြီးသူတို့ကိုမျိုးတဲ့လိုက်ပြတဲ့အချိန်ဒီမှာဆောင်းလုတာကဘလောက်အနေစားချောင်းတဲ့အကြောင်းကိုရှင်းပြနေခဲ့ပါတယ်။ဒါကြောင့်နောက်နေ့မှာဆန်ရှီနဲ့ဆိုရှင်တို့ဘာစကင်းမှမရှိပဲဆောင်းတက်ထက်ကိုဝင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မြို့ထဲမှာလမ်းလျှောက်ရင်အဲ့ဒီမြို့ရဲ့မင်းသမီးမိုးလောက်ကျေကသူတို့နာကဖြစ်သွားတော့ဆန်ရှိတကောင်မင်းသမီးကိုကြွေပြီးတေးရီသမုဒ္ဒရာကြီးလောက်ကြာနေခဲ့ပါတယ်။ဒါမဲ့တုတ်ရှိကဖင်မယားနဲ့ဟိုကမင်းသမီးမင်းကနေစားချောင်လို့စောင့်တက်ထဲတော်ဝင်တဲ့ကောင်မင်းနဲ့ဆိုအကွာကြီးလို့အားပေးစကားပြောလိုက်ပါတယ်။အဲ့ဒီနောက်သူတို့နန်းတော်စီကိုခေါ်သွားတဲ့ချိန်အပြိုစင်တွေကိုရုပ်ပူဇော်ဖို့လုံနေတာကိုမြင်လိုက်ရပါတယ်။ဘာလို့ဒီလိုပူဇော်တာလဲဆိုတော့ဒီကလူတွေကနတ်ဖျားကျင်းထဲမှာဒီဒေသမှာမိုးရွာပြီးအစာရေစာပိုးကျွေးသွားမှလို့ယုံကြည်နေကြလို့ပဲဖြစ်ပါတယ်။ အဲဒီနောက်ရစ်ပူဇော်နေတဲ့အချိန်ဆန်ရှီတို့စီဂျွန်တယောက်ရောက်လာပြီးမင်းသမီးမိုးလောက်ကျေကခေါ်ခိုင်းလို့ဆိုကလာခေါ်ခဲ့ပါတယ်။ဆိုချွန်းကိုတော့တခြားလူကြီးတယောက်ကတခြားနေရာတစ်ခုကိုခေါ်သွားပြီးဆန်ရှိတ်ကိုတော့ဂျွန်မာလေးကနန်းတော်တွေကိုခေါ်သွားခဲ့ပါတယ်။ထဲကိုရောက်တော့စကီလေးတွေနဲ့မူယူနေတဲ့နန်းတော်သားတွေကိုတွေ့လိုက်ရပြီးသူ့ကိုခေါ်လာတဲ့ဂျွန်မာလေးကလည်းမာယာဖြစ်နေခဲ့ပါတယ်။ခဏနေတော့ဆန်ရှီတယောက်ဆိုချွန်းကိုပါတွေ့လိုက်ရပြီးဆိုချွန်းတယောက်တကိုယ်လုံးရွှေစည်းတုတ်ထားကရုထုလိုလုပ်ပြီးဖြောပြနေရတာပဲဖြစ်ပါတယ်။အဲ့ဒီမှာတီတာလဲကျုံပြက်လှုပ်လှုပ်နေခဲ့ရပြီးတခင်တယောက်ကသူမဘော်လက်ပါမိရောမဲ့ချင်းဆန်ရှီကတခင်ဟန်ဆောင်ပြီးအယဲမခံရအောင်မောင်းထုတ်ခဲ့ပါတယ် အဲ့နောက်ဆန်ရှင်မင်းသမီးမိုးလောက်ကျင်းနဲ့တွားတွေ့ရတဲ့အချိန်စုချုံးကိုဖုန်းတော်ကြီးဒီဘက်ကကန့်တတ်ထားတဲ့ဘာသာရေးခန်းတခုတည်းကိုလိုက်ပြနေခဲ့ပါတယ်။အဲ့ဒီခန်းထဲကိုဝင်တဲ့သူမှန်သမျှဘယ်တော့မှအသက်ရှင်ရဲ့ပြန်မထွက်လာနိုင်ဘူးဆိုတာလည်းရှင်းပြနေခဲ့ပါတယ်။ဒါမဲ့နှစ်ဖျားတွေရွေးချယ်တဲ့သူမှသာအသက်ရှင်ရဲ့ပြန်ထွက်လာနိုင်မယ်ဆိုတဲ့ဗဇက်ရာဇဝင်ရှင်ချောင်းလည်းပြောပြခဲ့ပါတယ်။ တစ်ဖက်မှာမင်းသမီးမိုးလောက်ကျဲကလည်းအဲ့ဒီအကြောင်းကိုပြောပြနေပြီးဆန်ရှီကလည်းသူ့ကိုယ်သူနဲ့ဖျားကရွေးချယ်ပေးတဲ့သူပဲလို့ပြောနေခဲ့ပါတယ်။ဒါကြောင့်မိုးလောက်ကျဲကဆန်ရှီကိုထဲဝင်ခိုင်းပြီးနှစ်ဖျားနဲ့တွေ့ကလူတွေရဲ့ခက်ခဲကိုပြောပြဖို့တိုက်တွန်းခဲ့ပါတယ်။ဒါမဲ့ဆန်ရှီထဲရောက်တဲ့အခါမှာတော့ဘာမှမတွေ့ခဲ့ပဲသူ့လိုမျိုးခိုးဝင်နေတဲ့ဆိုရှိုးနဲ့သာတွေ့ခဲ့ရပါတယ်။အဲ့တော့နှစ်ယောက်သားဘုရားသခင်ကတကယ်ရှိတယ်မရှိဘူးညင်းခဲ့ကြပြီးပြေလည်သွားတဲ့အခါမှာတော့ပြင်ကိုထွက်လာခဲ့ကြပါတယ်ထွက်ထွက်ချင်းမှာပဲစောင်းနေကစောင်းဖက်လို့နှစ်ကောင်သားကြေအောင်လိုက်ရပါတော့တယ် နောက်တစ်နေ့ရောက်တော့မျိုးသူမျိုးသားတွေရှိမှပြစ်ပေးခံရတဲ့အနေနဲ့မတိမချင်းခဲနဲ့ပြစ်ပေါက်ခံရတော့မယ့်အချိန်ဆန်ရှိကသူနဲ့ဆိုချုံကဖျားသခင်ကရွေးချယ်ပေးလိုက်တဲ့သူတွေမို့လို့အခုလိုဘာတန်ရံမှမရဘဲပြန်ထွက်လာတဲ့ကြောင်တော်ကီဖြစ်လိုက်တော့မျိုးသူမျိုးသားတွေရိုတည်ပေးကုန်ကြပြီးဘင်းကြီးကလည်းတည်တံကိုပယ်ဖြစ်ပေးလိုက်ပါတော့တယ်ဒါမဲ့လုံးဝတော့မလို့ပေးပဲကျွန့်ဖြစ်ပဲထားထားခဲ့ပါတယ် ောက်ထပ်ဇန်ဝင်ကမ်းမှာတော့ပြိုစင်ရစ်ပူဇော်ပွဲမှာဘီရင်ကြီးကသူသမီးဝိုးလောက်ကျဲကိုပါရစ်ပူဇော်မဲ့ဆင်းနဲ့ထိထားခဲ့ပြီးမာယာတို့ဒီတာတို့လည်းရစ်ပူဇော်ခံရမဲ့ဆင်းနဲ့မှာပါနေခဲ့ပါတယ်ဒီသတင်းကိုကြားကြားချင်းပဲဆန်ရှီယာအဆောက်အဦစောက်နေတဲ့ဂျမ်ဘော်ကနေစပိုက်တာမန်အကွက်နဲ့ခုန်ဆင်းပြီးမာယာကိုကယ်ဖို့လုပ်ပါတော့တယ်ဒါမဲ့ဆင်းကောင်းလို့ကြမ်းကြီးပါပြူကြပြီးလောသမားတွေစမုတ်တုံးကုန်ပါတယ်အဲ့နောက်တိုက်ဆိုင်သွားတစ်ချိန်တည်းမှာပဲရုပ်ဖြစ်လာတဲ့အီဗရာဟန်အိုင်ဆက်နဲ့တုတက်သားတွေဟာမြို့ကိုဝင်စီပြီးဘီရင်ကြီးကိုတက်ကနဲလူလိုက်ပါတော့တယ်တစ်ဖက်မှာယုံရင်စကတ်ဂျာကနေဆုံချုံကတီတာကိုခေါ်လာပြီးကြောင်ကြောင်မှာချစ်တယ်လို့ပြောခဲ့ပါတယ်ပြည်တာနဲ့အာယာယာ အာအေးအေးအေးလုတ်ခဲ့ကြပါတယ်။ဆန်ရှိကလည်းမာယာကိုမီးဖို့နဲ့ရစ်ပူစော်ခံရတော့မဲ့ဘေးကနေကက်တင်ရင်ဘုန်းကြီးကိုဝင်တိုက်မိလို့ဘုန်းကြီးကမြမီးတဲ့ကြပြီးဘာဘီကျူးဖြစ်သွားခဲ့ရပါတယ်။အဲ့နောက်မှာတော့တိုက်ပွဲရက်သွားပြီးမြို့သူမြို့သားတွေကလည်းဆန်ရှိကိုဘုရားသခင်ကရွေးပေးလိုက်တဲ့သူတို့ယူဆပြီးလက်ခုပ်အော်ပါတီးခဲ့ကြပါတယ်။အဲ့ဒီချိန်တိုက်ဆန်စွာပဲမိုးကလည်းရွာချခဲ့ပါတယ်။အဲ့နောက်ဆန်ရှိကသူဟာဘာမှထူ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 မဟုတ်ပဲမိတ်ဆွေတငယ်ချင်းတွေကိုကဲဖို့ကြိုးစားခဲ့တဲ့တာမန်လူတယောက်သာဖြစ်တဲ့အကြောင်းကိုအားလုံးကိုပြောပြခဲ့ပြီးဘသူမှမဆိုကောင်းမွန်တဲ့အရာတွေလုပ်ပြီးဘုရားသခင်ကရွေးချယ်တဲ့သူလုံးလို့ရကြအောင်ပြောပြခဲ့ပါတယ် ဆန်ရှိရဲ့တော်ကီတပေါက်မှာမျိုးသွားတဲ့မျိုးသူမျိုးသားတွေလည်းဆန်ရှိကိုဝမ်းပြီးလက်ခုပ်အော်ပါတီးပေးချပါတော့တယ်နောက်ဆုံးဇန်ဝင်ကမ်းမှာတော့မင်းသမီးမိုးလောက်ကျားဆော်တုံမျိုးရဲ့ဘီမဖြစ်လာပြီးဆိုချွန်းနဲ့ဆန်ရှိတို့ကလည်းတယောက်တလန်းစီသွားကြတော့မှာဖြစ်ပါတယ်ဆိုချွန်းကတော့သူတို့ရွာကိုပြန်လဲတိဆောက်ဖို့ပြန်တော့မှာဖြစ်ပြီးဆန်ရှိကတော့မာယာနဲ့တူကဘာကြီးကိုစွန်စားကန်းထွက်တော့မှာဖြစ်ပါတယ်ဒီလိုနဲ့တငယ်ချင်းတယောက်ဟာဆော်တုံမျိုးကနေမထွက်ခါခင်အာရပါရပို့ဖွဲ့လိုက်ကြရင်ဇလန်လေးလည်းပြေးဆုံးသွားခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ပရိသတ်ကြီးတို့ကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ